တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2015ဧပြီလ20ရက်နေ့ဧပြီလ30ရက်တွင်မှာဥတီချက်စစ်တွေယူမှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တဲ့ပိတ်နေရလာကြောင့်ကုန်ပြပွဲမယ်အိန္ဒိယလို့နေရာတို့မှာပြင်းချင်းပြောင်းချင်းတိုးချက်ချင်းတွေအတွက်လုပ်တဲ့အကြံစီတွေရှိသူများအောင်မြင်မယ်နေရာပြောင်းလဲတိုးတက်ချင်းတွေရှိမယ်ပတ်ဝန်းကျင်စစ်တွေနဲ့ဆက်ဆံရမယ်အလုံးနေရာမှာပြောင်းလဲရှိမယ်ဘဝကံ အသစ်တွေအကုန်လုံးပေါ်လာမယ်ဒီကလအတွင်းစတင်လိုက်တဲ့ကိစ္စတွေဟာအထူးအောင်မြင်မယ်အကြံစီတွေရှိရင်လည်းလုံးသမျှရာရာဆင်ပြေခြင်းနဲ့ကောင်းသောကံဖွင့်ခြင်းတိုးတက်ခြင်းရဲ့အနှစ်သာရကိုမြေကြီးလက်ခံမလွယ်ရရှိမယ်၂၂နှစ်မှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်၂၃ရက်နေမှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်၂၄ရက်နေမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်မြတ်တာရေကံကောင်းမှပြည့်စုံတွေစားဝတ်မယ် 25ရက်နေ့မှာအလုတ်တိုးတက်မှုနဲ့အောင်မြင်မှုရဲ့နှစ်သာရတွေရ26ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလုံးရမယ်အထင်မှားမှုတွေဖြစ်ရှင်းရတတ်တယ်အတိုက်ခံကြုံမယ်28ရက်နေ့မှာငွေကြေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်28ရက်နေ့မှာဥတီချက်စစ်နဲ့လုပ်ကင်မှုအစဉ်ပြေမယ်မတော်တဆထိခိုက်မှုတွေရဲ့ဂရုစိုက်ရမယ်အနောက်တောင်ရပ်ကုန်တည်သွားစေနေရှိတတ်တယ်မနေ့9နိုင်တဲ့စေတန်ခွဲကြအသွမ်းလာနေတဲ့ဂရုစိုက်ရမယ် 29ရက်နေ့မှာဝေကြီးလက်ပွင့်ချင်းအလိုပြည့်စုံခြင်းဘဝတွတ်တဲ့ခြင်းတို့ကြုံမယ်30ရက်နေ့ကတော့အရာရာကောင်းသောနမိတ်နဲ့တွတ်တဲ့ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမယ့်နေထားရှိပါတယ်အထူးပြုမှတ်ချက်ကတော့ဒီကာလအတွင်းဧပြီ28 29 30ရက်နေ့တွေကခေါင်းစည်းခေါင်းရှော်ပြုရအတွက်ဧပြီကောင်းတဲ့ရက်ဖြစ်ပါတယ်အဲ့ရက်တွေမှာခေါင်းစည်းခေါင်းရှော်ပြုခြင်းစပင်းပုံစံပြောင်းလဲခြင်းတို့ကိုပြုလိုက်ရင်ထူးခြားတဲ့ကောင်းခြင်းရှိမယ်အနာရောဂါကင်းခြင်းနဲ့ ကံကြမ္မာကောင်းခြင်းတွေကိုရရှိကြိုးပမ်းနိုင်တဲ့ကံခွင့်ရတွေဖွင့်ပါလိမ့်မယ်ဒီကာလအတော်အတွက်မှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကြိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်တိလေးကိုကနန်းနေ့အကျိုးပေးတယ်အဝါရောင်လိမ္မော်ရောင်နှိုးနှံရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်ထူးခြားတဲ့အကျိုးပေးမှုနဲ့တိုးတက်မှုတွေရမယ်၂၀နှစ်နေ့ ဒနာသိတိနဲ့ခါဆန်းရှင်တဲ့နေ့အဲ့ဒီမှာရွှေရောင်တွေကြီးတစ်ခုနဲ့ငွေရောင်တွေကြီးတစ်ခုနဲ့ချိတ်တွေပြီးတော့တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ပိုက်ဆိုင်တဲ့တဲ့ဆောင်းလိုက်ပါထူးခြားစွာကောင်းခြင်းကံနေအနာဂတ်မှာထွန်းပေါက်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဧဘရုန်၂၂ရက်နေ့ကနေ30ရက်နေ့အတော်တွင်မှာ ဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်၍ကောင်းသောကျိုးဆက်ကိုရလိမ့်မယ်ချက်ချင်းဆုံးပြတ်ပြီးရှေတိုးလောကန်ချင်းတို့ရဲ့ထူးခြားတဲ့ကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမှာဖြစ်ပါတယ်၂၀နှစ်နေမှာအလိုရှိရာပြည့်စုံခြင်းကံနေရှိတယ်အဲ့ဒီဒနာသိတိလက်ခတ်စမ်းရှင်တဲ့နေဖြစ်တယ်အဲ့ဒီမှာတန်လိုက်တုံးတုံးကိုရွှေရောင်တုပ်ပြီးတော့အဲ့ဒီတန်လိုက်တုံးကို လူနဲ့ရှေ့မှာအနာဂတ်မှာဆောင်ယူလိုက်ပါအဲ့ဒီထူးခြားတဲ့ကံကို ရနိုင်မယ်နှစ်ဆန်းတရက်နေ့ကြော်ပြီးပထမဆုံးဒနာသီတိညက်ခတ်ရှင်းတဲ့နေ့လက်ဖွဲ့အောင်ဆောင်ရွက်တာ23ရက်နေ့မှာတော့ခရီးကံကောင်းမယ်အလိုရှိရပြည့်စုံမယ်ရှင်မန်းချက်တွေကိုဆောင်ရွက်လို့အချိုးရှိမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်လက်ဖွဲ့မယ်25ရက်နေ့မှာရှင်ပြန်မှုမှာမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ် 26ရက်နေ့မှာအာမခန္ဓာတာဝန်ယူတာမလုပ်ရဘူးသူများပြဿနာ ကိုယ်ပြဿနာဖြစ်တတ်တယ်28ရက်နေ့မှာတော့အရာရာခံကောင်းခြင်းလူရာပြည့်စုံခြင်းနဲ့ဘဝတွတ်တက်ခြင်းတွေကိုကြုံတွေ့နိုင်တယ်28ရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာ ကြိုးပေးတယ်မတော်တဆနဲ့ကြူဆက်ရမယ်အနောက်တောင်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်မနေ့ကိုးနိုင်တဲ့ဆယ်နိုင်ခွဲကြအသွာလံကြူဆက်ရမယ်28ရက်နေ့က အလုံးစုံကံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်။30နှစ်ခြေမှန်းချက်သစ်တွေကိုလည်းတွေ့ကောင်းထဲပေါ်ပြီးတော့ဘဝကံတလန်းနဲ့အလိုပြည့်စုံခြင်းနှစ်သာရကိုချုံနိုင်တယ်။တနင်္လာနေ့အင်္ဂါနေ့ပုထုနေ့မွေးသူများနဲ့ပူးတွဲ၍ကောင်းသောကျိုးဆက်များရရှိမယ်။တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်တည်ရှိတတ်တယ်။၈၆ကိုးကနေ့ညိုးပေးတယ် အပြာရင်ရောင်အနဲ့ရောင်နဲ့ပြာရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါနေနီးပါးမှာရှိတဲ့သူတို့ကိုရွှေရည်တိုက်ကြွေးခြင်းဖြင့်ဤကာလအတွင်းကောင်းသောအကျိုးဆက်တွေကိုဖန်တီးရရှိနိုင်တယ်ဒီပြင်ဒီရက်ပိုင်းတွေအတွင်းမှာဧဘရွန်28 29 30ရက်နေ့တွေမှာကောင်းစီကောင်းလျှော့ပြုခြင်းစံကေသအသွင်ပြောင်းခြင်းတို့ကိုဆောင်ရွက်ထူးခြားတဲ့ကံတွေရလာပါလိမ့်ယေရှုတည်ပါတယ် ဗုဒ္ဓနေဘွေသူအားလုံးမင်္ဂလာပါ2025ဤဘရလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရှင်ပြိုင်မှုမှာသမယအောင်မြင်မယ်သူတပားတဲ့သောင်းလောကနေနဲ့စွမ်းသက်တည်တဲ့ခုရှိမှာရှိနေတယ်ဝင်ဝင်ပဲဘယ်လိုမှစုလို့မရအောင်စုမယ်လို့ကြံရင်တော့ပို့ပြီးတော့ငွေကုန်သွားစရာကြောင်းရှိတယ်ကိုယ်ကိစ္စတဲ့သူတပားကိစ္စတွေလောကရဲ့စင်ပြေတဲ့ထူးခြားချက်ကတော့အလုပ်တစ်ခုပဲသူများအတွက်လုပ်ရင်အစီအပြေပြီးကိုယ့်အတွက်ကိုယ်လုပ်ရင်ဒီလုပ်ပဲ ခက်ခဲနေတတ်တယ်ဒီကလာဟာအများအတွက်ကိုကပေးဆက်နေရတယ်သူတစ်ပါးအတွက်လုံရင်ကို့အတွက်ထိုးကြတဲ့ဂျိုးကျေစုတွေရလာမယ်အပြိုင်ဆိုင်မှန်သမျှမှာတော့ကိုကသူတစ်ပါးနဲ့အမြဲတစေသာနေလိမ့်မယ်ဒီလိုနေသားနဲ့ထူးခြားတဲ့ကံကြမ္မာတွေရှိသလိုအလုတ်ဘဝရည်မှန်းချက်တွေရဲ့အောင်မြင်အောင်ဆွေးနွေးတဲ့နေသားရှိတယ်20နှစ်နေ့အဲ့ဒီနေ့ကထူးကောင်းတဲ့နေ့ဖြစ်တယ်ကိုလို့သမ ्या လည်းအရှင်ပြေမဲ့ဒနသိတိနက်ကစမ်းရှင်တဲ့နေ့လည်းဖြစ်တယ် ပိုက်ဆံတထောင်တန်ကိုမွေးနှံသာပြန်ပြီးလူနဲ့ဆဆောင်23ရက်နေ့မှာရံပတိဘက်ကရင်နဲ့ရှင်ပြီးမှလုံးရမယ်အလွယ်မရဘူး24ရက်နေ့ကောင်းချင်းမင်္ဂလာဖျားဖျားလုံးဖြစ်နေမယ်ရည်ရွယ်ပဲလူတန်းဖြစ်နေမယ်25ရက်နေ့မှာအိမ်မက်မဲ့ရင်တွေးထင်မှန်တတ်တယ်ထူးခြားတဲ့အတိတ်နမိတ်ကောင်းတွေရနိုင်မယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်26ရက်နေ့လက်ပွင့်ကံပွင့်ခြင်းလိုရာပြည့်စုံခြင်းကြုံမယ်29ရက်နေ့ရန်တိုက်ကံနဲ့ရှင်ပြီးလုံးရမယ် 28ရက်နေ့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။မတော်တဆနေဂယူဆက်ရမယ်။အနောက်တောင်ရောက်ကုန်တည်သွားစရာနေရှိတတ်တယ်။မနေ့9နိုင်နဲ့10နိုင်ခွဲကြားအသွာလာနေတဲ့ဂယူဆက်ရမယ်။29ရက်နေ့ကတော့အလုံးစုံကံမြန်မာချင်းနဲ့တိုးတက်ချင်းနှစ်သာရတွေပြောင်းလဲပေါ်တွန်းတယ်။30ရက်နေ့ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်လုံတိုင်းထုံးပေါက်နေပဲ။ April 28 29 30 3ရက်ကောင်းစေကောင်းရှုပ်ပြည့်ရဲ့ ထူးထူးခြားခြားကောင်းခြင်းကံနဲ့အစဉ်ပြေခြင်းတွေကိုရရှိမယ်။တနင်္လာနေ့သောကြာနေ့စနေနေ့ဝိသုရီကိုကောင်းကျိုးပေးတယ်။တနင်္လာနေ့ဗုဒ္ဓနေ့ဝိသုရီဒုက္ခပေးလိမ့်မယ်။၄၆၉ကနံအကျိုးပေးတယ်။အညိုရောင်အပြာရောင် မိခွရောင်ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရှိစေရလို့ငါနေအနီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကို မျက်နှာသို့ဘွာအဖြူရောင်လေးတွေလှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုပြုလိုက်ပါကျေးဇူးတင်ပါတယ်